လက်ရောက်ပုံမှန်ကလေးကတော့တောတာပင်ဒီဝါဒံဆိုရင်ရခြင်းလို့ဆိုရဲတောကတရားတွေဘုရားရခြင်းလို့ဆိုရဲပိဒီဝတရားတွေသဗ္ဗတေကမာယကျော်လွန်နိုင်လို့ရတဲ့ဧကာယေသောတရားပြီးတော့နမ္မာပဲတခုပြီးတော့ဒီလမ်းမှာပဲရတော့ဘဂဝါရှိဖို့နောတဲ့ပင်ရှင်နာမြတ်ခရာတိ သောသာကောင်းသောတိဘောတောကဲ့သာမိတိအေအတ္တကိုဖြတ်နိုင်လို့ရတာတဘာဝကိုမြင်မှအတ္တကိုချနိုင် တဘာဝကိုမမြင်အတွက်ဒါကိုမဖြတ်နိုင်ဘူးအတွက်ဒါမဖြတ်နိုင်လေတည်းကတော့ကတူပြိတိဝါလို့ရှိနေတယ်ဒါကြောင့်ကိုမျက်စောင်ကြားအမတ်တရားကိုမြင်လို့ရတဲ့ခြေတော်သူဒီမြင်တယ်လို့ဆိုတာလို့ပဲတရားမျက်စိနဲ့စုစားပြီးလို့ကြည့်ရမှာလို့ပြောတာနော်ကာယဥပဒနာမြင့်ရဲ့ကာယကိုဖန်ခံထက်တဲ့ အသိဉာဏ်နဲ့ရှုမှတ်ပြီးတော့ကြည့်နေတာဝေဒနာဥပါဒနာမိမိရဲ့ခံစားချက်တွေသိမှတ်ပြီးရှုမှတ်ပြီးတော့ကြည့်နေတာစိတ်ဓာတ်ဥပါဒနာမိမိရဲ့စိတ်အစဉ်ရှုမှုအသိဉာဏ်နဲ့ရှုမှတ်ပြီးတော့ဒေရဓမ္မဥပါဒနာခြံတဲ့ခံစားစားတဲ့ဓမ္မရှုမှတ်ပြီးတော့နေရာအဲ့ဒါမျိုးရှုမှတ်နေပါ အကျဉ်းမှအမြင်မှဖြစ်တဲ့အပေါ်မှာအကျေအတာတွေကပြုတ်သွားနိုင်ပါလိမ့်မယ်။အဲ့လိုပေါ်ရင်အကျေအတာတွေကဆက်ပြီးရရှိအကျေအတာရှိနေတဲ့ညတော့တောကကနားနေပါလေ။